လူငယ်များအသိပညာရှာမိရန်ရန်ကုန်တိုင်း၌ပထမဆုံးလူငယ်စင်တာစတင်ဖွင့်လှစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယူဆက်တဲ့လူငယ်တွေအသိပညာရှာမိနိုင်ဖို့ရန်ကုန်တိုင်းမှာပထမဆုံးလူငယ်စင်တာကိုစတင်ဖွင့်လှစ်ခဲ့ပြီးကြံတိုင်းနယ်ပြည်နယ်တွေမှာလည်းဆက်လက်ဖွင့်လှစ်ဖို့ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျိမ်းဖန်းတော်တောင်းကပြောပါသေးတယ်။ နှစ်80ပြည့်တမရော်နေကိုဂုံပြူချိုးဆိုသောအဖြစ်ရန်ကုန်တိုင်းဒေသကြီးဘိုးတထောင်ခရိုင်တာကေတာမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီးလူငယ်စံထားဖွင့်ပွဲမှာပြည်ထောင်စုဝန်ကြီးကပြောကြားခဲ့တာပါ။ အထီလိုပြောကြားရမှာရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီကဖွင့်တဲ့လူငယ်စင်တာကိုပြည်내နဲ့တိုင်းဒေသကြီးတွေမှာပထမဦးဆုံးအနေနဲ့စတင်ဖွင့်ခဲ့တဲ့လူငယ်စင်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံလူငယ်ရေးရာဘဟုကော်မတီရဲ့အနေနဲ့များစွာဂုဏ်ယူဝမ်းမြောက်မိတယ်လို့ဆိုပါတယ်။ ဝန်ကြီးဌာနတွေကုလသမဂ္ဂအဖွဲ့အစည်းတွေလူမှုရေးအဖွဲ့အစည်းတွေလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့လူငယ်အဖွဲ့တွေအချင်းချင်းမိတ်ဆက်ဆောင်ရွက်နိုင်မဲ့လက်တွေ့ကျတဲ့ရန်တရားတစ်ခုဖော်ဆောင်ပေးရမှာဖြစ်ပြီးပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာလည်းလူငယ်စင်တာတွေကိုဆက်လက်ဖွင့်လှစ်သွားနိုင်ရေးအတွက်စ조사ဆောင်ရွက်နေတယ်လို့ဆက်လက်ပြောကြားပါသေးတယ်။ ဆိုပါရန်ကုန်တိုင်းဒေသကြီးရဲ့လူငယ်စင်တာမှာ လူငယ်ထွေးရဲ့အသိပညာရှာမိရာသတင်းအချက်လက်ရှာဖွေရာဒိုင်းချိုးပြည်ချိုးရက်ရွာချိုးထွေကိုဆွေးနွေးတိုင်ပင်ရာစာပေအမှုပညာဟောပြောပွဲ ပြပွဲပြန်ပွဲများဝါသနာသူလူငယ်များစုဝေးရာဆွေးနွေးရာနေရာများအဖြစ်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ် ဒါအပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားရှိတဲ့လူမှုရေးဥတည်ချက်ရဲ့တတိယအချက်မှာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌လူလူငယ်များအနေဖြင့်အ धिक စွမ်းအားစုဝတ်ဖြင့်ပါဝင်နိုင်ရှိဗလ၅တန်းနှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်လူငယ်ခန္ဓာမြင့်တင်ဆောင်ရွက်ရေးကိုချမှတ်ထားရှိပြီးလူငယ်ခန္ဓာဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေတယ်လို့လည်းသိရပါသည် နိုင်ငံတော်အစိုးရအနေနဲ့လည်းမျိုးဆက်တဲ့လူငယ်တွေကိုနိုင်ငံသားကောင်းရတနာတွေပြစ်လာစေဖို့အတွက်လူငယ်ရေးရမှုအားထားဆိုင်ရာအမျိုးသားအဆင့်မဟာပြူဟာစီမံချက်မှပါရှိတဲ့မြန်မာနိုင်ငံရဲ့ရေရှည်တည်ထန့်ခိုင်မြဲပြီးဟန်ချက်ညီတဲ့ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း MSDP 2018-2030ရဲ့မဟာပြူဟာများစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းထိုင်များ SDG တွေရဲ့လုပ်ငန်းစဉ်တွေနဲ့ချိတ်ဆက်ပြီးဆောင်ရွက်တဲ့အတွက် ူငယ်ခန်းနာဖွံ့ဖြိုးရေးကိုများစွာထောက်ကူပြုစေနိုင်မယ်လို့သိရပါတယ်ရှင်။